လာမန့်လာမန့်လို့ကျွန်တော်တို့ကပြန်ပြီးတော့မှရိုင်းဆိုင်ဆိုင်ပြန်ပြောလိုက်ပြီဆိုမင်းတို့ပြည်သူဆန်စားပြီးပြည်သူကိုပြန်မပြောနဲ့ဘာညာလို့အာချောင်းလာတာတွေရှိအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ပြီးမှအကြိုးစားလိုက်ပါတယ်အချင်းချင်းတိုက်ခိုက်တာခံရတဲ့လေဆွဲရဲ့ဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ကဟိုလာစာရလိုင်းကန်းရပြီးတော့မှဟိုအစင်သစ်ကြောကြောမော့မော့လေးနေပြီးတော့မှဟို ကျွန်တော်တို့နေနေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဟို အဲ့လိုမျိုးတွေလည်းမပြောစေချင်ဘူးပေါ့ဗျာဟုတ်အဲ့တော့အဲ့ဒါကိုအဓိကနံပါတ်1ပြောတာကတော့ရန်သူကပြောတာပေါ့ရန်သူကပြောတယ်အဲ့ဒီစကလုံးတွေကရန်သူရှေ့ကလာတာပေါ့နောက်ပိုင်းကိုလူအချင်းချင်းအားအစဟိုဘယ်လိုပြောရမလဲစိတ်အခက်မတင်တာနဲ့အဲ့ဒီစကလုံးတွေကိုတုံးလာတယ်ပေါ့ကိုလူချင်းချင်းစိတ်စိတ်အခက်မတင်တဲ့ပြဿနာမျိုးတွေဖြစ်ရင်တော့မှမင်းတို့ပြည်သူဆန်စားပြီးပြည်သူကိုပြန်ပြောနေတော့ ဒီကတော့ကျွန်တော်အပေါ်ပေါ်ဗျာတည်ရမလားဟိုကျွန်တော်တို့လည်းဝေဖန်ထောက်ပြစရာရှိတဲ့ဟာတွေတခါလေဝေဖန်ထောက်ပြမိတဲ့အခါတခြားတာမန်လူတွေဝေဖန်ထောက်ပြတာပြဿနာမရှိပေမဲ့ကျွန်တော်တို့ဝေဖန်ထောက်ပြလိုက်တယ်ဆိုလို့ရှင်အဲမင်းဖေကစစ်ခွေးပဲလို့ဟိုစစ်ခွေးစာတီးပြပြီဘောလို့ပါလို့ညာတို့ကျွန်တော်အကောက်တူးနဲ့ပြောတဲ့သူတွေကိုကျွန်တော်စိတ်မဝင်စားပေမဲ့ ချို့ဆိုလို့ရှိရင်တကယ်ဒေါ်လာရေးထဲမှာထဲထဲဝင်ထောက်ပို့လုပ်နေတဲ့သူတွေဒေါ်လာရေး profile နဲ့သူတွေတကယ်ကျွန်တော်တို့လည်းသိရတဲ့သူတွေကိုယ်တိုင်ရအောင်ဟိုအဲ့လိုမျိုးစကားတွေပြောတဲ့အခါဟိုရင်ထဲမှာမကောင်းဘောဗျာတည်တာအဲ့တော့ဒေါ်လာရေးလောက်ရတာလူလဲပင်မန်းဟိုကျွန်တော်တို့ကရန်သူတွေကျွန်တော်တို့ပြောရင်တော့ကျွန်တော်တို့ကအထူးဂရုမစိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရန်သူကရန်သူစကားပြောမှာပဲပေါ့ဒါမှမဟုတ်ခါကြလို့ရှိရင်ရန်သူလိုလိုမိတ်ဆွေလိုလို့ ပြောတာတွေကြတော့တိတ်စိတ်စင်မပြေဘူးပေါ့ဗျာအဲ့ဒါနဲ့ရံမုံငွေရှာတဲ့အလုပ်တွေလည်းကျွန်တော်တိတ်မလုပ်ဖြစ်ဘူးပေါ့အခုကျွန်တော် line တွေပါတိတ်တိတ်မတက်ဖြစ်ဘူးပေါ့ဗျာကျွန်တော်ဒီကတော့တိတ်ညံ့ညံ့စားတွေစကားမပြောချင်တာပေါ့ဗျာဒါမဲ့လည်းကျွန်တော်တို့ရံမုံငွေလိုအပ်ချက်ရှိတဲ့အခါကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိရဆိုတော့ သဘောတိုင်းပဲကျွန်တော်တို့ရဲ့ခက်ခဲတွေကိုပြည်သူလူထုကိုတင်ပြရတာပေါ့ဗျာကျွန်တော်တို့တော်လန်ရေးလဲမြင်မြန်လဲပြီးကြပါတယ်ကိုဘွားတွေကိုလဲဟိုနေကျင်နေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လေးနှစ်ကျော်အဲ့ဒါကလည်းပြောရအောင်ပြည်လိုက်ပါဗျာ။ဟုတ်အဲ့ဆက်ကြည့်ရပို့လိုက်ပြီ။ဟမ်။ဘာလဲ။ဘယ်လိုတင်လာပို့တာလဲ။အော်အေးအေး။အဲ့ဒါ ကားရှိရမြတ်ကျွန်တော်တို့လည်း၄၅နှစ်လာဆာမရကုဘွားလည်းကိုဘာမှမသိဟိုကိုနာကဆိုတာလည်းဘာမှမသိအဲ့လိုမျိုးလုံလုံနေရတာပေါ့ဗျာကောင်းကောင်းတယ်